ဒီလိုပါပဲမပြောရပဲကောင်းပါပဲမပြောရပဲကောင်းပါပဲခုနအချိန်ပြောသလိုပဲတို့ရဲ့အတ္တတွေပေါ့နော်တို့ဖြစ်စေခြင်းလို့မဖြစ်တဲ့အရာတွေရှိလာတဲ့အချိန်ကြလို့ရှိရင်လူရရလို့ပါပဲမကောင်းနေကြပါရဲ့ဆယ်ခုမှာ ဟိုကတခုလေးပဲမကောင်းလိုက်နဲ့အဲ့မကောင်းတဲ့တခုပဲမြင်ကြရဲကိုကိုကောင်းခဲ့တာကိုမမြင်ကြတော့ဘောတော့ဒါလူတဘာဝပဲဖြစ်တော့အဲ့ဒါပြန်ပြီးတော့ပြောချင်တော့အဲ့လိုတော့မဟုတ်ဘူးမိဘကိုတိုက်ခိုက်တာတော့မဟုတ်ဘူးကျွန်တော်ကိုတိုက်ခိုက်တာဒါပေမဲ့လွန်လာတော့မိဘတယောက်အနေနဲ့ကတော့ကိုသားသမီးလေးနော်ဟုတ်တယ်မလားဘယ်သူမှမဆိုကိုသားသမီးကိုတော့ဖိုးတန်ဆုံးနဲ့ချစ်ဆုံးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလောက်တွေအကြောင်းပဲသူသားသမီးဒီလိုမျိုးပြောခံရတာဖြစ်တော့စိတ်မကောင်းဖြစ်တယ်ဝမ်းနေတယ်ပေါ့နော်အဲ့လိုအိမ်မှာမတိအောင်နေခိုးပြီးတော့ကရဲအဲ့လိုမျိုး အတန်ကြားနေရင်ကိုကရင် ခုံချင်စိတ်ကဖြစ်နေတာပေါ့နော်အဲ့လိုမျိုးကကျင်နေခုံချင်နေအဲ့လိုမျိုးတန်ကြားလို့ရှိရင်အဲ့လိုမျိုးကကျင်နေခုံချင်နေဝါနာပါလို့သာလုပ်နေရတာပေါ့နော်အာဇမင်းသားလေးဇမင်းသားလေးရှိုင်းလေးပေါ့နော်အဲဇမင်းသားလေးရှိုင်းလေးပါ အဲ့အဲ့ဒါကတော့အဓိကဆရာမောင်မျိုးမင်းဆရာမောင်မျိုးမင်းကနေပြီးတော့မှဖန်တီးတင်ဆက်တဲ့တပင်နဲ့ရုပ်ရှင်ဖန်တီးပေါင်းဆက်တဲ့ အာအစီအစဉ်တင်ဆက်မှုပေါ့နော်အဲ့ရဲ့ကဏ္ဍမှာဒါရုပ်ရှင်နဲ့တပင်ပေါင်းဆက်တဲ့အချိန်မှာရှာရရုပ်ရှင်အနေနဲ့ဒီတပင်ပညာရဲ့ကိုဝင်ပြီးတော့ဒါကားပြဖြုတ်ပြီးတဲ့အပိုင်းပေါ့နော် professional လိုမျိုးကားပြဖြုတ်ပြီးရဲ့ဆိုတာတဲ့ဒီရုပ်ရှင်ဘက်ကနေပြီးတော့တပင်ပညာကိုလည်းမြင်လို့တန်ဖိုးထားပါလားဆိုတော့ဒီအကြောင်းအရာတစ်ခုနဲ့ပေါ့နော်ဝင်ရောက်ပြီးတော့မှဒါရှာရလို့ကြိုးစားအားထုတ်ခဲ့ကြတာပါဟုတ်ကျွန်တော်ကလေကိုကိုရိုင်းကြည်ယုံလေးပဲကြည်ပြီးတော့လေအဲ့လောက်ထိပင်ပန်းခက်ခဲပြီးတော့လေးနဲ့စွာနဲ့ခက်ခဲလိုက်မယ်လို့မထင်တော့ဘူး တော်တော်မှတော်တော်လေးနက်နက်ဆိုင်ဆိုင်တင်နက်နက်ဆိုင်ဆိုင်ကိုခတ်ခဲမှသိလားကျွန်တော်ဒီတရက်တာလေးလှုပ်လိုက်တဲ့အချိန်မှာတော့မှလေဟာပြောမပြတတ်အောင်ပြင်ပန်းနေဒါမဲ့လေပျော်နေတာကျွန်တော်ပြင်ပန်းပြင်မယ်ကျွန်တော်တကယ်ကိုအဲ့နေရဆိုလို့ရှိရင်လေကျွန်တော်ကိုကြည့်ပြီးတော့လေချွေးတွေတော့ထိထွက်ခြေတော့တွေလည်းဆုပ်ပြတ်တဲ့အဲ့နေရဆိုပြီးရင်ဒူးကောင်းလည်းညိုမဲဆွဲသွားအဲပုံသွားတဲ့အထိတွေပေါ့နော်ဖြစ်သွားဆိုတော့ ပြောနေရောပြီးတော့ဘာမှလည်းမပြောဘူးပြောနေရွှေပြောနေဆိုတော့အာပပါတို့ကလည်းအဲ့လို view တစ်ဆိုင်နဲ့မေးတယ်မမကြီးတို့ရောပြီးရင်ကိုကြီးတမောင်ဆမင်းဝင်းတို့ရောအာတီစင်းတို့ပါရောပေါ့နော်အရန်ကိုဖေးဖေးမမနဲ့ဒီသဘင်ပညာကိုစိတ်ဝင်စားတဲ့ကလေးတယောက်ကိုတို့အနေနဲ့လက်တွဲခေါ်ပေးတယ်အမှန်တမ်းပြောရင်ရှိုင်းကိုအများကြီးကိုတို့ပြင်တင်ပြပေးပြီးတော့ဟိုလက်တွဲခေါ်ပေးတယ်ပြီးရင်အများကြီးစူးစမ်းဖို့လည်းအားရပေးတယ်အဲ့ဒါကြောင့်မို့လို့ကိုယ်အနေနဲ့အားရှိတာပေါ့နော်ပြောရရင်စိတ်ဝင်စားတာကတော့ပြောမပြတတ်အောင်ပဲ ကျွန်တော်ကမြန်မာမှုဆိုရင်ပို့ပြီးတော့မြင်လို့တယ်။တချင်းနေရာစာမြန်မာတန်စင်တွေတချင်းကြီးတွေအဲ့လိုမျိုးဟိုပို့ပြီးတော့အရင်တည်းကနားရင်တယ်ပေါ့နော်။ဘာလို့ဆိုအိမ်မှာအဖိုးဖွားနဲ့ကြီးလာရတဲ့ကလေးတယောက်ဖြစ်တော့အရင်တော့ဆိုရင်အိမ်ငငယ်တော့ကျွန်တော်အိမ်ပြန်တော့မထွက်ရအောင်အဲ့လိုမျိုးဟိုနည်းနည်းလေးဆိုရတယ်ဘယ်လိုပြောမလဲဒီဘက်ရန်ကုန်ရောက်လာတော့မှသာအရင်ကဆိုလို့ရှိရင်အဖိုးဖွားတွေနဲ့ပဲတူတူသွားလာအဲ့လိုမျိုးဆိုတော့ အပြင်ပါညာလည်းတိတ်ပြီးတော့ပေးမထွက်ဒီနောက်ပိုင်းအဲ့လိုမျိုးနည်းနည်းလေးကြောင်းတက်ပါညာဆိုတော့မှသာအရန်အဲ့လိုမျိုးနှစ်ဆသုံးဆလောက်ကဲပြီးတော့ရန်နေပါပြီဖြစ်တာအဲ့လိုမျိုးအဲ့လိုမျိုးဆိုတာလေအမြဲတမ်းတွေ့နေရတာပေါ့နော်အမြဲတမ်းတွေ့နေရဆိုတော့ကိုယ်ကိုယ်လည်းဝါသနာပါတယ်ဟိုစိတ်လည်းဝင်စားဒါပေမဲ့ဘယ်တော့မှမတင်ပြစ်ခဲ့ဘူးဘယ်တော့မှမတင်ပြစ်ခဲ့ဘူးအမြင်ကတာလေးလိုပဲကြည့်ပြီးတော့ကိုယ်အနေနဲ့ကိုယ့်အကိုတေချာတော့ကျွန်တော် like ပြီးခိုးကြဘူးလေကိုယ့်အသားကိုအိမ်မှာမတိအောင်လေးခိုးပြီးတော့ကရဲအဲ့လိုမျိုးအတန်ကြားနေကိုကရင်ခုံရင်စိတ်ကဖြစ်နေတာပေါ့နော်အဲ့လိုမျိုး ကာကျင်နေခုံကျင်နေအဲ့လိုမျိုးကြားလို့ရှိရင်အဲ့လိုမျိုးကာကျင်နေခုံကျင်နေဝါသာပါလို့သာလုပ်နေရတာပေါ့နော်ပညာရဲ့တိုင်ရခက်ခဲတယ်မှန်တိုင်းပြောရင်လေပညာရဲ့တိုင်ရတော့ခက်ခဲတယ်ကျွန်တော်အတွက်ဆိုလို့ရှိရင်တော့ကျွန်တော်အတွက်ဆိုလို့ရှိရင်မြန်မာကခက်ခဲလို့ပြောရမှာပေါ့နော်မြန်မာကဆိုတာမြန်မာအကဆိုတဲ့အတိုင်းပဲတကယ်ကို ဟိုတကယ်ကိုထန်ကတိုင်းကြကြနေပေါ့နော်ခြေစစ်လက်စစ်တွေအချိုးကအဲ့နည်းဆိုလက်ကျိုးမတက်ပဲလက်တွေပါအကျိုးတော့ကတ်သွားမလားဆိုပြီးတော့ဟိုနည်းနည်းကြည့်ယူပါတယ်အဲ့တော့တကယ်ကိုလေတပင်ပညာဆိုတာတန်ဖိုးထားတဲ့ရင်တကယ်ကိုတန်ဖိုးထားစရာကောင်းပါတယ်လို့ဒါကြောင့်မလို့လဲမပြောက်ပြက်အောင်ဒီဒီဒီတပင်ပညာရဲ့ဆိုတာမပြောက်ပြက်အောင်လဲနောင်လာနောင်သားရဲ့အနေနဲ့လက်ဆင့်ကမ်းပြီးတော့အမွေစက်ခံစီခြင်းရဲ့အဲအဲ့လိုမျိုးပေါ့နော်ဆရာကဘာတော့ပြောလဲဆိုတော့လေဆရာကအမွေစက်ခံပါလားတဲ့ဟုတ်ကဲ့ဆက်ခံ အဲ့မပြောပြသေးဘူးကျွန်တော်တို့လေကျွန်တော်တို့ကြည့်ရဲ့အချိန်မှသာလေခုံပြန်ကုန်ပြန်ကြော်လွားပြော်လေခြေစက်လေးကကွေးနေအောင်ကတာတကယ်တော့လေသူတို့ကြည့်နေတာလေပေါ့ပါလေတကယ်ကိုကားကြည့်နော်တအားကိုခက်ခဲပြော်ကိုရဲ့ကိုကိုတိုင်းကိုကိုကိုရဲ့ကိုကိုကိုတောင်တည်ဖို့တောင်မနေလေအဲ့ဒါကိုခုံပြန်ပြီးတော့ချိုးစစ်ဆိုတော့အာပြောမပြတတ်အောင်ကွာတာပြောမပြတတ်ဘူးကျွန်တော်အဲ့နေ့ကဆိုလို့ထောင်းနေထောင်းနေလေးဖြစ်သွားအဲ့လောက်ကြီးကိုဆိုးတာပေါ့နော်အဓိက လက်အချိုးတွေအဲ့ဒါတွေကဆိုတေးချာစနစ်တကျတင်ပေးတယ်ပြီးတော့အဲ့ဒီမှာလည်းကျွန်တော်တခြင်းတစ်ပုတ်ဆိုထားတယ်အဲ့တော့ထွက်လာလေးကြည့်ပါအဲ့လိုမျိုးတော့အဲ့လိုချိန်ချုပ်တယ်ဆိုတာကျွန်တော်ကလည်းမထွက်တာပါတကယ်တော့ကြားကောင်းလို့ပြောရကျွန်တော်ကလည်းအရင်ထွက်လေထွက်တာမရှိဘူးထွက်လေထွက်တာမရှိဘူးတခုတခုခုဆိုလို့ချင်းအဲ့လိုအိမ်ထဲမှာပဲနေတယ်လို့ဒီနောက်ပိုင်းကျွန်တော်လေးဟိုတက်ကတူတက်ကတူတက်ကတူလောက်ထိဘေးမှမပြထွက်ဘူးအဲ့လိုမျိုးကိုယ့်အတောက်ကိုအိမ်မှာပဲနေရတဲ့ type ဖြစ်တော့လေ တကယ်ချင်းပေါင်းသင်းဆိုလဲနဲတယ်မှန်တိုင်းပါတကယ်ချင်းပေါင်းသင်းဆိုလဲကျွန်တော်ကျွန်တော်မှာစစ်မှန်တဲ့တကယ်ချင်းပေါင်းသင်းဆိုတာလက်ချိုးရည်လို့ရတယ်များတယ်လို့သာထင်ရဒါပေမဲ့တကယ်စိတ်ရင်းမှန်တဲ့စစ်မှန်တဲ့လူဆိုတာဟောဒီလိုလက်ချိုးတောင်ရည်လို့ရတယ်အဲ့အတွက်ကြောင့်မလို့သူတို့နဲ့ပဲပေါင်းဖြစ်တယ်သူတို့နဲ့ပဲရှင်ဖွင့်ဖြစ်တယ်သူတို့နဲ့ပဲဟိုကိုယ့်ရဲ့စိတ်ကလည်းလိုလက်လိုခံစားရတာဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုအများကြီးလဲဒါ ကျေးဇူးလက်တင်တယ်ပေါ့နော်တကယ်ချင်းတွေကိုလည်းပြီးရင်လောက်ဖို့ကိုင်းဘက်တီထဲမှာဆိုလို့ရှိရင်လည်းဒီကိုယ့်ရဲ့ကိုယ့်ရဲ့ client နေထဲမှာလည်းတကယ်ဦးမိသားစုဝင်လို့ချစ်ရတဲ့လူတွေအများကြီးကိုဆိုပိုရှိလာတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့တကယ်ကျေးဇူးအများကြီးတင်ပါတယ်လို့မိဘအတွက်ရှိုင်းရတော့ဒါမှန်တိုင်းပြောရင်ဂုဏ်ယူစရာသားတယောက်ပဲပေါ့ပြောလို့ရှိရင်မိဘနှစ်ယောက်စလုံးကိုမပူမပင်မကြောင်မကြပဲနဲ့အခုဆိုလို့ရှိရင်ဒါရှာကျွေးနေတဲ့ကလေးတယောက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ပြီးတော့တမအာဇီဝရရဲ့ ဝေနဲ့ဒါကိုမိဘကိုလှုပ်ကြွေးနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့တို့အနေနဲ့လည်းဒါအများကြီးခုံယူတယ်ပြီးတော့တို့ဖြစ်စေခြင်းနဲ့အာဒီအောင်မြင်မှုတွေပေါ့နော်အဓိကတို့ဖြစ်စေခြင်းနဲ့ဆိုတာတဲ့ရှိုင်းရန်ဝါဒနာပါပြီးတန်မိုးထားတဲ့ဒီအမှုပညာအလုံးနဲ့ခုလိုမျိုးလေးဒါအောင်မြင်မှုရနေရအောင်တို့မြင်ရတဲ့အတွက်အရန်ကိုတို့ပီတိဖြစ်တယ်အရန်လည်းခုံယူတယ်တို့ကလေတော်တော်မှအေးတဲ့နေရာမှာပါတယ်အဖေရောမေရောကတခုခုဆိုရင်နေရာမြူတတ်ဘူး ွဲတွေဆိုလို့ရှင်ဖေဖေကိုပိုသိတာရဲ့အဲ့လိုမျိုးသူနေရာထိုင်စရာမရှိရင်ဟိုးနောက်ကြီးကနေပြီးတော့ဖန်နေတဲ့တူတူကြည့်ဆိုလဲသူကြည့်နေတာပဲအဲ့တော့လေသူတို့ရဲ့ဒီဘယ်ပါမလဲ support ပေးမှုတွေသူတို့ရဲ့စိတ်ခွန်အားပေးမှုတွေဟာရှိုင်းကိုပို့ပြီးတော့တန်မာစေတယ်ဆိုလဲမှန်ပါဦးအဲ့ဒါကြောင့်မလို့ယေရှုတက်ခဲကိုတင်တယ်ဖေဖေရောမေမေရောပြီးနောက်တစ်ခုကိ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 ုပေါ့နော်ကိုကိုကအစအနာကနေသူ့ညီကို လုံးဝမျက်နှာတစ်ချက်အပြတ်မခံဘူးအခုသူအဝေးမှာသူအလုံးလုံးနေရဆိုရင်တော့မှဖုန်းလေးနဲ့အငြင်းတဲ့စိတ်ခုံကအငြင်းတဲ့ပေးရပေါ့နော်တကယ်ပါကျွန်တော်ကမိသားစုရတော်တော်ကံကောင်းတယ်ပြောရမယ်အဖေရောမေရောကိုကိုရောပြီးကိုကိုရဲ့ဇနီးပေါ့နော်မမကအစားတကယ်ဖေးဖေးမမနဲ့ကျွန်တော်ဘက်ကိုရှိပေးကြတယ်အဲဒါကြောင့်မို့လို့ဟိုကျေးဇူးတင်ပါတယ်အဓိကတော့ pressure ပေါ့နော် pressure တွေပြောလို့ရှိရင် လူတွေရဲ့အတ္တကြီးမှုတွေလူတွေရဲ့မတရားမှုတွေနိုင်ကျင့်မှုတွေပြောလို့ရှင်ပြောရလို့ရှင်တော့မစုံနေရပါပဲပြောရလို့ရှင်လေစာစာရေးစာကုန်းနဲ့ဆိုရင်တော့မှရေးမပြီးတော့ဘူးလူတွေရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာတွေရာလေအဲ့တကြောင့်မလို့ပြန်တော့မပြောချင်တော့အဓိကတော့အမေလည်းအခုချိန်မှာဒါအများကြီးစိတ်ပြင်ဆင်ထားသလိုရှိုင်းကိုယ်တိုင်လည်းအများကြီးစိတ်ပြင်စားစိတ်ပြင်ဆင်ထားဖြစ်တဲ့အတွက်ကြောင့်မလို့ရှေ့ဆက်ပြီးအကောင်းဆုံးသွားဖို့ပဲရှိရယ်။မမေကမမေတို့မမေတို့က အဲရှိုင်းရှိမှာဆိုလို့ရှိရင်တိတ်ပြီးတော့သူတို့ emotion ကိုထုတ်ပြလေတိတ်မရှိဘူးဘာလို့ဆိုရှိုင်းခံစားတတ်တယ်ဆိုတာသိတော့လေပြီးတော့မိဘနဲ့ပတ်သက်လို့ရှိရင်ရှိုင်းဆက်ဆက်တိမခံဆိုတာသိတော့ငငယ်လေးကဆက်ဆက်တိမခံဘူးမိဘကိုလုံးဝပြောင်းပြန်လောက်တာအဲ့လိုမျိုးဆိုတော့ဟိုဆက်ဆက်တိမခံဘူးဆိုတာသိတော့သူတို့တခုခုဖြစ်နေရဆိုလို့ရှိရင်လေသူတို့မျိုးတိတ်ထားနောက်မှသိရတဲ့ဟာလေချို့ဆိုရှိရပါတော့အဲ့တော့ကြောင့်မလို့အဲ့နေရဆိုလို့အဲ့နေရကြတော့ဟိုသူတို့ကိုယ်တိုင်ကစာထုတ်ပြောပြီးတော့အဲ့လိုငိုငိုကြတာဆိုတော့လေ အရန်ဝန်းနေပါရောကိုယ်လည်းအဲ့မှာတေးဥမှာထိုင်မှုနေရအဲ့လောက်တိကျဖြစ်သွားတယ်အဲ့လိုတော့မဟုတ်ဘူးမိဘကိုတိုက်ခိုက်တာတော့မဟုတ်ကျွန်တော်ကိုတိုက်ခိုက်တာဒါပေမဲ့လွန်လာတော့မိဘတယောက်အနေနဲ့ကတော့ကိုသားသမီးလေးနော်ဟုတ်တယ်မလားဘယ်သူမှဆိုကိုသားသမီးကိုတော့ဖိုးတန်ဆုံးနဲ့ချစ်ဆုံးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလုတ်တွေအကြောင်းပဲသူသားသမီးဒီလိုမျိုးပြောခံရတာဖြစ်တော့ဟိုစိတ်မကောင်းဖြစ်တယ်ဝန်းနေတယ်ပေါ့နော်အဲ့လိုသူတို့ပဲပေးတာအဓိကအကောင်းဆုံးဆက်လုပ်နိုင်ကိုကလည်းသူတို့ပဲခွန်အားပေးတယ်စိတ်ဓာတ်ကြလို့ရှိရင်လည်းသူတို့ပဲအမြဲတမ်းရှိပေးတယ် ဲ့အနေနဲ့ရတော့တခုတော့ပြောပါရယ်ဟိုဖေရအောင်မှသာဟိုလုံလုံရိုင်းမခံစားနဲ့ပေါ့နော်အကောင်းဆုံးကြော်ဖြတ်သွားအကောင်းဆုံးလှုပ်သွားဒါနဲ့သားမပြောတော့ရင်မလုံနဲ့တော့သူတို့သူ့တာသမီးမပြောတဲ့အလုပ်သူ့တာသမီးစိတ်ဆင်းရမယ်လို့ပို့ဆိုရင်တော့သူတို့လက်မခံဘူးဒီလိုပါပဲမပြောရပဲကောင်းပါပဲမပြောရပဲကောင်းပါခုနကချိုင်းပြောသလိုပဲသူတို့ရဲ့အတ္တတွေပေါ့နော်သူတို့ဖြစ်စေခြင်းလို့မဖြစ်တဲ့အရာတွေရှိလာတဲ့အချိန်ကြလို့ရှိရင်လူရရလို့ပါပဲမကောင်းနေကြပါရဲ့ ဆယ်ခုမှာကိုကတစ်ခုလေးပဲမကောင်းလိုက်နဲ့အဲ့မကောင်းတဲ့တစ်ခုပဲမြည်ကြရဲကိုကူကောင်းခဲ့တာကိုမမြည်ကြတော့ဘောတော့ဒါလူတဘာဝပဲဖြစ်တော့အဲ့ဒါပြန်ပြီးတော့ပြောချင်တော့ဇကိုင်းမှာပဲဒရမာကြိုက်တယ်ဒီမှာဒရမာမကြိုက်ဘူးအဲငိုချင်ဘူးပြောချင်တာဒရမာတော့အဲ no drama ဆို no drama ဆို feeling စစ်တွေပဲပေးတယ်ဆိုချိုင်းတက်ကအဲ့လေကပြောနေတယ်သူတို့ပဲငိုခိုင်းတာလေသူကဟုတ်တယ်သူတို့ပဲငိုခိုင်းတာကျွန်တော်ကျွန်တော်ကားကြီးကြီးလိုက်လေဘယ်တော့မှမငိုအောင်ဆိုတာမရှိဘူးဒါပေမဲ့ ဖြစ်ကြဝင်လာမယ်မှာတော့အရန်ပြောရမယ်ရှင်လေဘုံဘွားကိုသူအာညာကြီးချစ်ပြီးတော့ခုချိန်ထိပေါ့နော်ခုချိန်ထိဒါကောင်းတဲ့အရာတွေစိုးတဲ့အရာတွေတူတူရင်ဆိုင်ကြော်ဖြတ်ပြီးတော့ဇော်ဆိုင်တက်ဖြစ်နေလို့ချစ်တယ်ဆိုတဲ့လူတီလူတွေအတွက်ကိုကျေးဇူးအများကြီးတင်တယ် channel အများကြီးကြိုးစားတော့ပါမယ်လို့ပြီးတော့အားပေးရဂျိုနန်တဲ့လူတယောက်ဖြစ်အောင်လည်းဖက်ဖက်ကနေပြီးတော့ဟိုကိုအနေနဲ့လိုအပ်တဲ့အရာတွေကိုပြင်ဆင်ရင်းနဲ့အကောင်းဆုံးရက်တည်နိုင်အောင်လို့လည်းကြိုးစားတော့ပါမယ်လို့ဒီကပြောချင်တာကတော့ ရှိုင်းဒီလုတ်တွေဆက်လုပ်နိုင်ဖို့ဆိုတာပြည်သက်တွေချစ်ခင်အပင်မှုတွေနဲ့အားလုံးရဲ့ energy တွေအများကြီးလိုအပ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အများကြီး energy ပေးပါဦး